မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာဟဲ့ပေါ့ဗျာနော်ကိုစစ်စင်ကြီးတွေမှာလိုအပ်ချက်တွေရှိတယ်ဖြည့်ဆည်းပေးမှုလုံးဝမရှိဘူးအဲ့တော့စစ်တီတွေအနေနဲ့အာစီးဆောင်ရတဲ့နေရာမှာအများကြီးအများကြီးတပုံထက်ခြေတလန်းနှစ်လန်းအမြင့်နဲ့နောက်ကျနေတယ် အဲ့ဒီအတွက်ကြောင့်မလို့အခုလိုမျိုးမဆောင်ရွက်ပေးဘူးဆိုလို့ရှိရင်တော့အဲစစ်တီတွေမှာအဲတို့မှာအပြစ်လည်းမရှိတော့ပါဘူးကြံနော်အောက်ခြေစစ်တီကျွန်တော်ပြောခဲ့ပါတယ်နော်ကျွန်တော်တို့အောက်ခြေစစ်တီတွေနော်ကျွန်တော်တို့ရဲ့အောက်ခြေစစ်တီတွေအရပေါ့ဗျာနော်လိုအပ်ခါတဲ့ပုံပြီးတာဝန်ကျင်လုံးတဲ့အပြင်ကိုကျွန်တော်တို့ကမ္ဘာမှာစစ်တီတွေထဲမှာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံတက်မလို့မြန်မာတက်မလို့မြန်မာစစ်သားတွေဟာအပြစ်မှန်အခံဆုံးဒုက္ခအရောက်ဆုံးစစ်တီတွေပါ နော်အဲ့ဒီအဲ့တော့ဒီစစ်တပ်ရဲ့လိုအပ်ချက်တွေအားလုံးကိုကျွန်တော်တို့ဝေဖန်ထောက်ပြမှုတွေကျွန်တော်တို့ကတော့မပြတ်လုပ်နေမှာပဲဖြစ်တယ်အခုလက်ရှိအချိန်မှာကျွန်တော်အဓိကပြောချင်တာကရေကြီးတာပေါင်းပေါ့နော်အဲပြောရမဆိုရှင် လေးမျက်နာပေါ့လေးမျက်နာ ရေကြီး iPad channel မှာဆိုလို့ရှိရင် AA က AA ရဲ့ PDF ရဲ့ပေါင်းပြီးတော့ဟိုဘယ်လိုခေါ်မလို့ဆိုရှင်စုဝင်နေတယ်ပေါ့ဆိုလိုချင်တာကသူတို့တက်ဖြတ်မိဝင်တယ်တရွာကိုအယောက်20 ဇယောက်30အဲ့လိုမျိုးဖြန့်ပြီးတော့အတက်ကိုအရာဝတီကိုဒုက္ခပေးဖို့ပေါ့နော်တက်ကိုဒုက္ခပေးဖို့စီစဉ်နေပြီဖြစ်တယ်အဲ့တော့အဲကျွန်တော်တို့ဒီနေရာတွေမှာတက်ကလည်းတံမြန်ထိုးစစ်အနေနဲ့ဆောင်ရွက်နေရရရှိတယ်အဲ့တော့မြေပြင်စစ်တီတွေရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ကအမြဲတမ်းအမြဲတမ်းနားဆွင့်နေသူတို့ဘာလို့လဲရိတ်ခါလားလက်နက်လားအဲစသဖြင့်ပေါ့ဗျာနော်ဒါလေးတွေကျွန်တော်တို့စီကနေကြားသိတာကြားသိအောင်မြေစူးစမ်းပါလဲ တော့လက်ရှိအခြေအနေမှာလိုအပ်ချက်အနေနဲ့ပါလဲဆိုလို့ရှိရင် drone နဲ့ဗျာနော်အခု drone kit drone ကစီရီဟစ်ကိုအပြောင်းလဲလုပ်ပေးနေတာကြီးတိတိကြီးနဲ့ဘာကြောင့်မို့လို့စစ်တီတွေမှာ drone မရှိရတာလဲအစစ်တီတွေကလိုအပ်တယ်လိုအပ်တဲ့ခါကျတော့အထက်ကိုတင်ပြတာအထက်ကိုတင်ပြတဲ့ခါကျတော့အထက်ကလည်းဘာမှမဆောင်ရက်ပေးဘူးဘာမှမဆောင်ရက်ပေးတဲ့ခါကျတော့ဟာတော်တော်လေးကိုစိုးတာပဲဗျာခင်ဗျားတို့ဒါ တတ်တတ်ပေါ့နော်ကိုစစ်တီကိုကိုဒုက္ခပေးရရောက်နေတယ်ပြည်သူစစ်မှုန်းတန်းခေါ်ဆိုတော့ခေါ်တဲ့သွားတဲ့စစ်သားတွေကတော့ဗျာတို့ဘယ်လိုခေါ်မဆိုရင်အဲသူတို့ပြရတဲ့အမိန့်နဲ့တာဝန်ကိုခြေပုံစံထမ်းဆောင်ပါနိုင်ငံကိုချစ်တဲ့တပ်မတော်ကိုချစ်တဲ့စစ်တဲဝင်ကြီးတဲ့တွေမှာအများကြီးပဲအဲ့တော့ခင်ဗျားတို့ဒါမျိုးကကြိုးအကြောင်လုပ်နေမယ်ဟေးဆိုလို့ရှိရင်တော့အစစ်တီတွေရဲ့ရင်ဖွင့်တန်နေကျွန်တော်တို့အမြဲတမ်းနားထောင်နေတယ်လို့ပေါ့ဗျာနော်စစ်တီတွေရင်ဖွင့်လာပြီနော်အဲ့တော့ရင်ဖွင့်လာပြီကျွန်တော်တို့ကြားသိအနေမြေသတင်းတွေကကြားသိနေပြီပေါ့ဗျာနော် ဲ့တော့အဲလိုအပ်နေတဲ့ drone တွေအခုထပ်ကိုတင်ပြတော့လဲမချပေးဘူးတဲ့အဲ့တော့ရန်သူအဲ့ဒီမှာရှိနေတဲ့စေသေးကြော်ဒီ AAPD app တွေအကောင်လုံးကရွာတွေမှာဝင်နေတယ်သူတို့က drone နဲ့အများအားကြည့်နေတယ် drone အများတုံးပြီးတော့ရှောက်သွားနေတယ်ပေါ့နော်အဲ့တော့တက်မှာကတုံးစရာ drone မရှိဘူးနော်အထက်ကိုတင်ပြလဲမချပေးဘူးအဲ့တော့လက်နက်အားဖြင့်လဲကြည့်လိုက်မယ်ဟဲ့ဆိုရှင်လက်နက်လဲအဲဘယ်လိုခေါ်မလဲဆိုတော့ တက်စုတစုတက်ခွဲတက်ခွဲရဲ့အင်္ဂါရက်နဲ့အညီခြာပြီးထားတာမရှိဘူးအဲ့တော့မပြည့်မစုံ drone အခုလက်ရှိချိန်မှာနော်စစ်ရဲ့ဒီအင်အားချိန်ခွင့်ရှာကိုညှိပေးနေတဲ့ drone ရဲ့ drone မရှိခြင်းစစ်လက်နက်တွေချမတက်ဆင်ခြင်းအဲ့တော့စစ်တီတွေကိုကျွန်တော်တို့ပါထူးတယ်ဗျာကျွန်တော်တို့ဟိုကိုခံရမဲ့လမ်းကိုတွန်းပို့နေရတယ်မတူဘူးလားဗျာနော်အဲ့တော့ရည်ကြီးတာပေါင်းချင်းနေတဲ့နော်တာပေါင်းချင်းနေပြောရပါလားဆိုတဲ့ခါကျတော့ ဲ့ဘက်ချက်မှာအေးအေးလေးစနပြောသလိုပါဗျာနော်ခွဲဝင်စုဝင်နေရရှိတယ်အဲ့တော့စစ်တီတွေအတွက်လိုအပ်တဲ့ drone ကမချပေးရတော့ကြောင့်စစ်တီတွေစိတ်ညစ်နေရတယ်လို့နေမီကန်သတင်းတွေအကြားသိရတယ်အဲ့တော့ဖြစ်တဲ့နေ့အစီအစဉ်တခြားကိုချပေးစေချင်ပါတယ်ခင်ဗျာနော်မဟုတ်ဘူးဆိုလို့ရှိရင်တော့အေးအေးကအေးအေးရော PDF ကအဲ့ဒီအဲ့ကနေပြီးတော့စိတ်ဝင်လာပြီးတော့ကျွန်တော်တို့ရေးကြည့်နော်တာပေါင်းအဲ့ဘက်ချက်နေအကုန်လုံးမှာခုဆိုရင်ရွာတွေထဲတွေဝင်နေ ွာတွေထဲမှာသူတို့ရဲ့လူခံတွေမွေးနေပြီးနော်သူတို့ရဲ့မကြီးမကြီးမချမ်းတဲ့သူတွေဆိုလို့ရှိရင်ဖန်ဆွဲဝါတာတွေရှိလာပြီးနော်ပြီးတော့ရှိရင်သူတို့ရဲ့သတင်းပေးတွေမွေးလာပြီးအဲ့တော့အဲ့ဒီအဲ့ဘက်ချမ်းတွေအကုန်လုံးကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ AR ကိုဟိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်အဲတတ်ရှူပြီးတော့ဝင်နေပြီဆိုတာကိုသိစေချင်တယ်ခင်ဗျာနော်အဲ့တော့အဲဒါအဓိကအပြည့်အစုံနဲ့ပြောချင်တာပါအဲ့တော့ drone တွေလိုအပ်ချက်ရှိတယ် drone လုံးဝမရှိပါဘူးနော်အဲ့တော့ ဒရုန်းမရှိတော့ရန်သူထက်ကိုကခြေတလန်းအပြေတန်းနောက်ကျနေပြီးတော့ရန်သူကပဲခြေတလန်းတာတာနေတယ်အဲ့တော့ဒါခင်ဗျားတို့ဘာလုပ်တာလဲခင်ဗျားတို့အဲ့ဒီအဲကျွန်တော်တို့ဟိုအေယာဝရီကတက်တယ်ပေါ့ဗျာနော်ခင်ဗျားတို့ဘာလုပ်တာလဲအထက်ရရှိလူချင်းမင်းများဘာလုပ်တာလဲဆိုတော့သိစေချင်ပါတယ်နော်အဲ့ဒါကတော့အဓိကနံပါတ်၁ချက်ဒီနေ့ခုလက်ရှိကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးပေါ့အဲနောက်ထပ်အကြောင်းအရာအနေနဲ့ကတော့ပမောအထူးပြုဆိုင်ပါနော်အင်းတော်ကြာသွားပြီဆိုတဲ့ခါကျတော့အင်းတော်က ကျွန်တော်တို့ဗမော်အတွက်အင်းတော်ကြာကြာဆုံးခြင်းကဗမော်အတွက်တနည်းအားဖြင့်ဆိုလို့ရှိရင်အခက်ခဲချို့ရောက်လာစေတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့သုံးသက်သုံးသက်တင်ပါလေ။အဲ့တော့ဗမော်ကိုတိုက်ဖို့ဆိုပြီးတော့ KIA ကတိုက်လာတာသူတို့လည်းသူတို့ပုံနေပါပြီ။ဗမော်မှာပဲသူတို့ရဲ့ဒီ KIA ရဲ့တင်ဆိုင်ကဗမော်လိုဖြစ်နေပါပြီ။နော်။အဲ့တော့တို့ကလည်းအရှုံးမပေးပါဘူးအခုတို့ရဲ့ကျွန်တော်တို့ရဲ့ဒီထောက်ပို့လမ်းကြောင်းတွေဖြစ်တဲ့အင်းတော်တို့ဘာလို့ဒါဖြတ်တိုက်ခံလိုက်ရလဲတိုက်လိုက်ပြီဆိုတော့ကတနည်းအားဖြင့်ကျွန်တော်တို့ ဗမော်အတွက်ကအဲခက်ခဲတော်တော်များများစုပုံသွားစေတယ်ဗမော်ရဲ့ပခုံးပေါ်မှာပို့ပြီးတော့ကြီးလေးတဲ့စစ်နဲ့စည်ရေးစရာဝင်တော့ဝင်ပို့တွေပို့လာပြီလို့ပြောလို့ရတယ်အဲ့တော့ကြောင့်မလို့အခုတိတ်မကြခင်မှာလဲဒီဗမော်ကနောက်ထပ်သူတို့ဝင်လာဖို့ရှိတယ်ပေါ့နော်အဲဆိုလိုချင်တာကတော့ KIA ဘလို့တိုက်တိုက်မရတဲ့အခြေအနေမျိုးမှာလက်ရှိအခြေအနေမှာတော့ KIA က အင်းတော်ကိုဒါ PDF နဲ့ပေါင်းပြီးတော့တင်းသွားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဘမ်ဘောအတွက်ကစစ်အင်းဘယ်ကောင်စစ်ဝင်တော့ဝင်ပို့ကလေးလာပြီးထို့အပြင်ကိုဘာတွေဖြစ်လာပြီလဲဆိုလို့ရှိရင်အမ်အခုဘမ်ဘောကိုတိုက်ဖို့ဆိုရင်သူလူအင်အားထပ်စုနေပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေတော့မင်းများကဘမ်ဘောကအေးခဲနေပါသေးတယ်နော်ဘာမှပြဿနာမသိပြီးကြီးကြီးမားမရှိသေးဘူးအဲတော့ပါတော့လည်းပဲအခုချိန်မှာတော့အဲဘမ်ဘောရဲ့ကျွန်တော်ရရှိရဲ့ ကြတိရတဲ့တဲ့နေရဆို KIA ကကချင်ရောဗမာရောရှမ်းနေရောเนาะကချင်ပြည်နယ်မှာရှိသမျှဆွဲလို့ရသမျှအကုန်ဆွဲပါလေလက်ညှိုးကိုင်းနိုင်တနက်ကိုင်းနိုင်ပြီဆိုရှင်ဆွဲပါပြီเนาะအဲဆွဲပြီးတော့စစ်တင်နှံပေးပါလေစစ်တင်နှံပေးပြီးွားလို့ရှင်တော့အခုဗမော်ကိုစုပြုံလာလို့ရှင်တော့အပြည့်တနာတက်တော့ကြီးပါလေเนาะအဲ့တော့ဗမော်တို့ကစစ်ဝင်တို့ဝင်ပွေးကြီးလေးလာပြီဆိုကျွန်တော်အကြောင်းပဲပြောတာမဟုတ်ပါဘူးအဲ့တော့ဗမော်မှာเนาะ အကချင်းပြည်နယ်မှာပေါ့ KIA ရင်းရှိကတပ်သားတည်တင်တယ်လဲဆင်းပါပြီဆင်းတော့အဲ့ကတပ်သားတည်တွေကဘယ်ကိုသွားမလဲဟုတ်ပြီနော်နောက်တစ်ခု KIA တပ်မဟာ14မဘိန်းနဲ့နော်အဲ့ဒီဘက်ချမ်းမှာလဲစစ်တင်တန်းကအစင်းပြီစင်းတဲ့ခါကျဒီစစ်တီတွေဒီသူတို့ရဲ့ဒီ KIA စစ်သားတွေပဲသွားမလဲအဲ့တော့ဗမော်ကသာစုပြုံလာမယ်ဟေ့ဆိုလို့ရှိရင်တော့ဝင်းဒိုးဝင်ပိုးတွေကြီးကြီးမားမားဗမော်ကရင်ဆိုင်ရမှာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ ဘာမှလည်းသတိထားရမယ်เนาะဟိုအခြေအနေမျိုးတွေရှိလာပြီအဲ့တော့အဓိကတော့ဗျာဘာမှမဖြစ်တဲ့ပုံစံနဲ့ကြည့်မယ်ဟေးဆိုလို့ရှိရင်တော့အကုန်လုံးတည်ရမှာဒီစစ်ပွဲပေါ့ဗျာเนาะငါးပွဲရငါးစားချတဲ့ပုံစံမျိုးကတော့ဒီဘာမှပြည်သူတွေအကုန်လုံးကတနည်းမဟုတ်တနည်းနဲ့ KIA တဲ့ကိုဝင်ရမယ်ဝင်ပြီးတော့လို့ရှိရင်ဘာမှကိုလာမယ်စစ်တပ်ကခြေမုံးလိုက်မယ်ဒီအဲ့တော့ဘာမှပြည်သူလူထုเนาะမကုံမချင်းက KIA က ဘာမှပြည်သူလူတို့မဟုတ်ပါဘူးကျွန်တော်တို့ကချင်းပြည်နဲ့တပြည်နယ်လုံးမှာရှိတဲ့စစ်သားဆွဲလို့ရတဲ့သူတို့အနိုင်ကျင့်လို့ရဆွဲလို့ရတဲ့မြတ်လူတွေအကုန်လုံးဆွဲနေမယ်ဒီလူတွေမကုန်မချင်းကအဲသူတို့ကတိုက်နေဦးမှာဖြစ်တယ်အဲ့တော့စစ်တပ်ကခြေမုံလိုက်သူတို့ကပြည်သူတွေကိုရှောက်ဆွဲလိုက်စစ်တပ်ကခြေမုံလိုက်နေဆိုတဲ့ခါကျတော့ကြာလာရင်ကချင်းပြည်နယ်ကကချင်းလူမျိုးတွေရောရှမ်းပြည်လူမျိုးတွေရောဗမာတွေရောလူမျိုးပေါင်းတော့ကြံတော့ကြံမတော့မှလားမသိဘူးပေါ့ဗျာနော်အဲ့တော့ဒီနေရာမှာဘ누구ကအပြစ်ရှိလဲ အဓိကတော့ဦးမင်း online အနေနဲ့ကတော့စဉ်းစားလေငါပွက်ရငစားချနိုင်လို့မရဘူးအဲ့တော့ KIAG ကထီထီမမကြီးရှင်တယ်လိုင်စာနဲ့မိုင်းချရမှာနော်တက်ကထီထီမမကြီးရှင်တယ်အဒီထီထီမမကြီးတစ်ခုကတစ်ခုနဲ့တစ်ခုပြုံမသားနေဈာမှာရှိတဲ့အဈာမှာရှိတဲ့ဥမာပြကျွန်တော်တို့ဒီစစ်စခန်းနဲ့နာဘာမစနာမခါတို့ဒီဗမော်တို့ကြသွားမှသားလင်ကြသွားမှသားရင်တို့တွေကဆက်ပြီးတော့ဟိုလုံးလို့မရမှာဖြစ်တယ်ထို့သူ ဗမော်နဲ့ဒီ KIA လုံးဝပြုတ်သွားမှသာလင်ဒီစစ်ပွဲကပြီးသွားပြီဗမော်လူထုကလွတ်လွတ်မြောက်မှာဖြစ်အခုဗမော်လူထုခင်ဗျာမှာဗမော်လူထုဖြစ်ပါလေကချင်ပြည်နယ်လူထုခင်ဗျာမှာတော်တော်ကြီးကိုဒုက္ခကြီးပါတယ်နော်တော်တော်ကြီးကိုဒုက္ခကြီးပါတယ်အဲ့တော့ငါးပွဲရငစားချနိုင်မဲ့အစားချကြည့်လို့ရှိရင်မင်းတို့စစ်တပ်နဲ့ KIA နဲ့တဖွဲ့ဖွဲ့မရှိမှအဲ့လိုပြတ်သားဖို့စေရုပ်စိန်ခေါ်လိုက်စမ်းပါနော်အဲ့တော့ စစ်တပ်မရှိရင်လည်းဟို KIA ကတနည်းအားဖြင့်ဒီကချင်ပြည်နယ်ကလူပြည်သူလူထုကိုဒါပြောအနိုင်ရှင်းစရာမလိုတော့ဘူးเนาะအဲ့တော့ KIA ကိုအပြုတ်တိုက်လိုက်နိုင်လို့ရှိရင်လည်းအဲ့ဒါ KIA ကပြည်သူလူထုကိုအနိုင်ရှင်းလို့မရတော့အဲ့တော့ဒီနှစ်ဖွဲ့ဒီလိုမျိုးစစ်ဆိုင်နေတဲ့ကာလာပတ်လုံး KIA ဟာကချင်ပြည်နယ်ကပြည်သူလူထုကိုလိုအပ်တယ်လို့ဆွဲပြီးလိုအပ်တယ်လို့စစ်သားစုဆောင်ပြီးအဲ့တော့တနည်းအားဖြင့်တော့ပမာအချင်းချင်းမှာပဲအခုက KIA ကကျိုးအိုးမဲ့တုတ်ပြီးခုတ်ခိုင်းတော့မှာဖြစ်တယ် ဲ့တော့အခုတက်ရှိဒါကတော့ဘမော့အခြေအနေဖြစ်တယ်တိတ်မကြခင်ဒီစစ်တင်တန်းက KIA စစ်တင်တန်းကစစ်သားတက်တယ်ဗမာရီကချင်နေအဲနောက်တစ်ခုရှမ်းနေတဲ့အလုံးဟာဆိုလို့ရှိရင်အတင်းဆွဲခံရတဲ့သူတွေဆိုလို့ရှိရင်တိတ်မကြခင်ရှေတန်းဆိုတဲ့ဘမော့ကိုလာကြရမယ်ဖြစ်တယ်နော်ခွဲပြီးတော့လာမှာဝိုင်းမော်တို့အဲဗမော်တို့လာကြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဗမော်တတိဆိုတာအကြောင်းပဲပြောတော့မဟုတ်ပါဘူးနော်တတိကြီးပါလို့ပြောချင်တယ်နော် ARD အခြေအနေပြောပါဦးဆက်နော် ARD အခြေအနေပြောခဲ့ပါရနော် ARD ကတော့ အဲတက်ကလည်းထောက်ပြန်ထောက်ထားပါတယ်နေမြေရှင်းလင်းနေပါတယ်အဲတဘုံကတော့ဆန္ဒလိုမျိုးပေါ့ရွာတွေအလုံးကိုဖြန့်ခွဲပြီးဝင်နေတယ်အဲတက်ကလည်းပြန်ထောက်ထားတယ်ဒါပေမဲ့တက်ကလိုအပ်တဲ့ဒီဒရုန်းတွေပါလေမရှိရအတွက်ကြောင့်မို့လို့စေးရေးဆေးရမှာအများကြီးအားနည်းနေတယ်လက်နက်တပ်ဆင်မှုတွေမှာလည်းတက်ကတေချာမစီစဉ်တာတွေရှိတယ်အဲ့တော့ ARD တိုင်းကဘလို့ဖြစ်နေတာလဲ ARV နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကြားသိနေရတာဆိုလို့ရှိရင်လက်နက်မပြည့်စုံခြင်းเนาะအနောက်တစ်ခုပါလို့ဆိုရှင် အကြည်ခဲရမပြည့်စုံခြင်းရိတ်ခါမပြည့်စုံခြင်းနဲ့ခင်ဗျားတို့ area ကြီးကဘာဖြစ်နေတာလဲခင်ဗျားတို့ area ကြီးကဘာဖြစ်နေတာလဲကျွန်တော်မေးရတာမလို့ဖြစ်နေတယ်နော်အဲ့ဒါလေးတွေစဉ်းကျင်စေချင်ပါတယ်ကဲဟုတ်ပါပြီရခိုင်စစ်တွေကရခိုင်နဲ့စစ်တွေอืมရခိုင်ရဲ့စစ်တွေကစစ်တွေကတော့အဲ့လောက်ကြီးကြီးမားမားကြီးတော့ပြဿနာတော့မရှိသေးဘူးနော်အဲ့ဒါမဲ့တော့ဟိုအဲကြောက်ဖြူပေါ့ကြောက်ဖြူကတော့ စီရအဖြစ်နည်းနည်းကစားနေရတဲ့အတိုင်းအတာရှိတယ်။ ừm အခုချိန်ထိစီရတော့ကိုယ့်ဘက်ကအသာစီးရထားပါတယ်။ကျွန်တော်ကြားသိရတာမြေပြင်သတင်းတွေရပါတော့ကြားသိထားတယ်လို့ဆိုလို့ရှိရင်အသာစီးရထားတယ်။အဲသဘုံကိုတိုက်ထုတ်နိုင်ထားတယ်။သဘုံဒီကြောက်ဖြူနဲ့ဝေးနိုင်သမျှဝေးအောင်မောင်းထုတ်ထားနိုင်မှာကြောက်ဖြူမျိုးကြီးကလည်းတာယာမှာဖြစ်တယ်လို့အဲဒီပေါ့စက်တီတွေအလုံးလည်းတာယာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေတန်းဆိုတော့ကြောက်ဖြူကဘယ်လိုလဲဆိုတော့ကြောက်ဖြူမှာတက်တယ်အများကြီးရှိတယ်။ အရှိတန်းထွက်တယ်အရှိတန်းကလည်းအဝေးကြီးမဟုတ်အဝေးကြီးနေမှာမဟုတ်ဘူးကျွန်တော်တို့ပြောရမဆိုရင်ဒီကြောက်ဖြူနဲ့ minus 0လို့နော်ဟို15 mile minus 0ပတ်ဝန်းကျင်လောက်တိုက်ပွဲထွက်နေရဆိုတဲ့အခါကျတော့အရှိတန်းမှာစစ်တီတွေကမောင်းထုံနေတာဖြစ်တယ်မောင်းထုံနေတဲ့အတွက်ကြောင့်မို့လို့အခုတော့တော်တော်များများမောင်းထုံထားနိုင်တယ်နောက်ထပ်ဒီ clever down တို့အဲနောက်ထပ်ဒီ bever challenge ဆိုလို့ရှိရင်တို့ mallet john တို့နော်အဲ့ဘက် channel တွေမှာလည်းအတိုက်ပွဲကတော့စစ်တပ်က ရှင်းတန်းကိုတက်နိုင်များစီးမိုးနေတယ် KR မခေါ်မ AA အနေနဲ့ကလည်းကြောက်ဖြူကိုသူတို့တိုက်တဲ့ပုံစံကလူလေကြတိုက်နေရတော့ကျွန်တော်တွေ့တယ်စစ်ပန်းအောင်လုပ်နေရလေးရှိတယ်စစ်တပ်ကလည်းဒါစစ်ကစားနေတဲ့ပုံစံမျိုးပဲရှိပါသေးတယ်နော်ကြောက်ဖြူကိုကြားရမယ်ရရမယ်ဆိုတော့လေအဲခင်ဗျားတို့စေရေးချင်းနေမြေပြင်ချင်းတို့တကယ်တိမပြောပါ။ဘာကြောင့်လဲဆိုရှင်ကြောက်ဖြူကတက်တွေကအဲဘယ်လိုမှနေမြေရှင်းလင်းနေတယ်။အေးစစ်သေးကြတွေကအယောက်20ဥမာဒီ ARV ကိုလုတ်သွမျိုး စစ်ကိုလိုက်ကစားနေတယ်အေယာဝူဒီကိုလည်းအယောက်20ရောက်တဲ့မှာရွာဒီကိုဝင်စစ်တပ်မရှိတဲ့အချိန်မှာဝင်စစ်တပ်ရှိလိုင်းထွက်ပြေးအဲအဲ့ပုံစံမျိုးတွေလုပ်နေတယ်လို့ပဲကြောက်ဖြူရဲ့ကျွန်တော်တို့ဆန္ဒကကျွန်တော်ပြောတဲ့ဒီအစွန်တွေပေါ့ကြောက်ဖြူအစွန်ဘက်တစ်ချမ်းတွေမှာအေအေကအယောက်20အယောက်30နော်အဲ့ဒီလောက်ကလေးတွေနဲ့လာလာပြီးတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကြောက်ဖြူကိုဒုက္ခလာပေးနေတယ်အဲစစ်တပ်ကလည်းဟိုအရင်ကတော့အတိုင်းတာတစ်ခုတည်းညှာခဲ့တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ လက်နက်အင်လက်ပုံကောင်ဆိုလက်နက်လိုအပ်ချက်တွေကြောင့်လည်းဖြစ်နိုင်တယ်နော်ဟိုလက်နက်တွေကလည်းသုံးရတာဟုတ်သုံးတဲ့ခါမှာ၁၀ရောက်ရောက်၂၀လောက်နဲ့စစ်တပ်က drone တွေလေးရင်းနဲ့မသုံးပါဘူးအခုတော့အခုတော့မညာဘူးလို့ကြားသိရတယ်နော်မညာဘူးလို့ကြားသိရတယ်အဲ့ဒီလာတိုက်နေတဲ့၁၀ရောက်ရောက်၂၀လဲတွေ့တာနဲ့တွေ့သလိုပြစ်ပါတယ်တွေ့သလိုကျဲပါတယ်ကျဲတဲ့အတွက်ကြောင့်မလို့အေအေကဘာတဲ့လာတယ်ဆိုလို့ဆိုတော့အသေးကန်လွတ်တာပေါ့အရောက်၂၀တော့မင်းတို့အသေးသွားခံဆိုတဲ့အေအေကလည်းအဲ့ပုံစံမျိုးဟိုကြောက်ဖြူစစ်ကစားနေရရင်ပြီးရော အေအေဆိုတာလည်းအုံနောက်ရှိတဲ့အဖွဲ့စီအုံနောက်ရှိတဲ့ဒီကောင်းတယ်မဟုတ်ဘူးအဲ့ဒီအေအေရှေ့တန်းမှာတိုက်နေကောင်းတယ်ပေါ့နော်လေအဲသူတို့ကိုသွားပြီးတော့တက်ကိုအများနဲ့စစ်လုံနှိုးခြင်းလို့ခေါ်တာပေါ့စစ်လုံနှိုးခြင်းမှာချိန်ပြစ်သွားပြီးတော့ရောက်20လောက်နဲ့အရောက်ဒီတရင်နေဆိုတာအရောက်ရာနဲ့ချီရှိတာเนาะအရောက်နာ200 300ရှိတဲ့နေရာကိုကျွန်တော်တို့အေအေ10ရောက်15ရောက်နဲ့လာလာပြီးတော့အသေးခံပြီးတော့စစ်လာမြူနေတော့စစ်မြူကစားနေကစားနေအချိန်တွေပဲရှိပါသေးတယ်ဒါကြောက်ပြူအချိန်တွေကိုကျွန်တော်ပြောပြတာပါเนาะအဲစစ်တွေအချိန်တွေကတော့ အဲဘလို့ခေါ်မလဲဆိုတော့နောက်ဆုံးကြားသိတဲ့ပုံစံတွေကဆိုတော့အသိပြီးတော့လှုပ်လို့ရှင်းရှားခြင်းမရှိသေးပါဘူးကြောက်ဖြူကိုကြောက်ဖြူကိုပဲအယူဆုံးသူတို့ဥတည်ထားမှာပါနော်ဟုတ်ပြီအဲ့တော့ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ကိုမမောင်းနဲ့တက်မတော်ကကင်းပြင်းနဲ့တက်မဟာခွန်းနဲ့မြန်မာဘာဖြစ်လို့စစ်ကူမပို့တာလဲတဲ့နော်ရှမ်းရတဲ့စခန်းစစ်ကူမလာလို့စုတ်ခွာရမယ့်အခြေအနေများနေတယ် ဲ့တော့ကရင်ကချင်းကရင်ပြည်နယ်အနေနဲ့ကအာကျွန်တော်ပြောတာနည်းနည်းစောအောင်ပါတမခွနဲ့နေမြေဆိုတဲ့အခါကျတော့လေတမခွနဲ့ကစီးပွားရေးသမားများတယ်နော်စီးပွားရေးသမားများပြီးတော့အတကယ်အင်အားတောင်းပြီးတော့ပတ်စံရှိတဲ့ဒီတမဟာမျိုးပါအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေဖန်ပြောဆိုရတယ်နည်းနည်းစောသွားမှလေးရှိသေးတယ်နော်ကျွန်တော်နည်းနည်းလေ့လာပါအောင်မယ်အဲ့တော့ဒီတိုင်းဆက်သွားရင်တော့အဆင်မပြေနိုင်တော့ဘူးကိုမောင်းနဲ့ အာအဲ့လိုပြောရင်လည်းမမာဘူးမမာဘူးเนาะဒီတိုင်းဆက်သွားတဲ့အစဉ်ပြနိုင်မှာတခုခုကိုအပြောင်းလဲတခုအနေနဲ့တည်တည်ကြာကြာလှုပ်ဖို့တော့လိုအပ်လာပြီစစ်တိုက်မယ်ဟေးဆိုလို့ရှိရင်တိုက်ပါစစ်မတိုက်ဘူးဆိုလို့ရှိရင်လည်းရတယ်ဘာမှမဖြစ်ဘူးနောက်ဆုတ်လာလိုက်လို့ဘာမှမဖြစ်ဘူးเนาะနောက်မဆုတ်နိုင်ရင်လည်းတိုက်ပါအဲ့လိုပဲပြောရမှာပေါ့အခုလုံနေတဲ့ပုံစံငါးပွဲရငစားချပြီးတော့ဘမ်မော့ချီဆိုပဲကြီးသိမ့်မကြခင်လာပြီးတော့ညွန်ဝိုင်းတို့လာဝိုင်းတော့မယ်ဌာနချုပ်ကဘာမှမလုပ်မှာတော့ဘာထူးမှာလဲလေဌာနချုပ်ကိုဒီတိုင်းလွတ်ထားမှာတော့ ဌာနချုပ်ဆိုသူတို့တပုံစံနေခွင့်မပေးရသူကသူတောမှာပဲနေတောင်မှာပဲနေတွင်းတူးပဲနေကြိုက်တယ်လို့နေသူ့ကိုရက်တီခွင့်ပေးလဲတိုက်မှာပဲရက်တီခွင့်မပေးလဲတိုက်မှာပဲဟုတ်လားတိုက်မဲ့အတူတူကတော့ဘာကြောင့်မို့လို့ခင်ဗျားတို့ဒါဘာလုပ်တာလဲဥမေအောင်လာမေးချင်တာမတိုက်ဘူးဆိုလို့ရှိရင်ဆွေးနေအတိုက်မယ်ဟဲ့ဆိုလို့ရှိရင်အပြတ်တက်သူသေးကိုသေးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့အာသူဘီကိုဘီတိုက်ရမှာဖြစ်တယ်အာဘာလို့ဆိုဘာလုပ်လို့ဘာလုပ်နေလဲမသိဘူးကြောက်တယ်လို့လို့ခြောက်တယ်လို့လို့ဖြစ်နေတယ် ဟိုစစ်ခေါင်းဆောင်ကလုံနေတော့နိုင်ငံကြီးလုံလဲနိုင်ငံကြီးလုံနော်အဲ့ဒါတော့အမှန်ပဲတဘုံစစ်ဌာနချုပ်တွေဘုံမကျဲသူရေးတဲ့ခေါ်နေပြပါဗျရေကောက်ပွဲလုပ်ရေးနဲ့အချင်းနေတစ်ခုတော့ဖြစ်လာမှာပါတဲ့နော်စစ်ပွဲမရှိရင်ပိုကောင်းပါတယ်တစ်ဖက်ကရေကောက်ပွဲကိုလက်မခံပါဘူးလို့ပြောနေကြမှာပါ ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့အဲကွန်မန့်တွေရလဲပေါ့ခရတက်တက်ပါကောင်းမင်းမကောင်းမန်ကြစားညီကိုရမန်တာခြေစစ်တင်တယ်နော်ကျွန်တော်အမျိုးတွေမန်တာကောင်းပါလားဘာလို့မလုံနိုင်တော့လဲရှင်းရင်ပြတ်ရှင်းဟုတ်တယ်မရှင်းရင်ပေးလိုက်ဒါလည်းအမှန်ပဲတရားဖူးကြီးအဲ့တော့ကျွန်တော်ဒီနေ့အဓိကပြောချင်တာဒီနှစ်ခုပါပဲနော်ကျွန်တော်တော့နောက်မှ AC ဆက်ပြောပါမယ်ကျွန်တော်အချိန်လေး အပေးနေတဲ့ခြေလေးဆေးသွားပါမယ်နော်အဒရုန်းတွေပါလေအများအများဆုံးစီမံပြီးတော့ခင်ဗျား AR ကတော့မဟုတ်သေးဘူးနော်လက်နက်တပ်ဆင်မှုနဲ့ပတ်သက်လာလို့ရှိရင် AR ကဘာလဲမရှိတာလားဒရုန်းနဲ့မတပ်ဆင်မှုနော်လက်နက်တပ်ဆင်မှုမှာဆိုတူမီရှိုမီအရန်လောက်တယ်နော်နော်ဟိုတတို့ဒီတတို့နှမ်းတတို့ပုံစံမျိုးအရန်လောက်တယ်ရဲတပ်ရင်းတွေလည်းအခုချိန်ထိအဲလက်နက်တေချာမတက်ဆင်ပေးဘူးเนาะရှင်တန်းထွက်တဲ့စစ်တီတွေလည်း ခေယံလုံလောက်မှုမရှိရှိအောင်တေချာမလုပ်ပေးဘူးရိတ်ခါလုံလောက်မှုရှိအောင်တေချာမလုပ်ပေးဘူးနော်အဲနောက်ထပ်ကျွန်တော်ထပ်ပြောရမယ်အခုတကယ်တမ်းရန်သူကရန်သူလာနေရန်သူကိုထိုးစစ်ဝင်နေတဲ့ဖွဲ့တော်မှာ drone ကတေချာမစီစဉ်ဘူးဆိုတော့ကျွန်တော်ခင်ဗျားတို့ကိုကိုကိုသာပြန်စဉ်းစားကြည့်တော့ဒါဘာပြူဟာလဲကျွန်တော်အများကြီးပြောနေသလို